ကဲဒီတစ်ခါမှာတော့မဟင်းကားကို ready made အထုပ်တွေမသုံးချင်တာနဲ့အိမ်မှာပဲချက်ပြပါလေအရင်ဆုံးတညရေစိန်ထားတဲ့ကလပဲကိုဂျင်းလေး၃စိမ့်လောက်စနွေးမုန်လေးနဲ့နဲ့ထဲစီလေးနဲ့နဲ့ရေမြုပ်အောင်ထည့်ပြီးတော့ပြုတ်ထားလိုက်မယ်ပဲရီနိုးပြီဆိုလို့ရှိရင်ခုနကထည့်ထားတဲ့ဂျင်းတုံးတွေကိုပြန်ထုတ်ပြုတ်ထားတဲ့ပဲပြုတ်ရင်ရမ်းများနေဆိုလို့ရှိရင်တက်တက်ဖယ်ထားလိုက်ပါကြိတ်မဆက်သေးဘူးပဲနဲ့ပဲပြုတ်ရည်ကိုထည့်ပြီးတော့ကြိတ်အရမ်းပြစ်နေတယ်ဆိုရင်ပဲပြုတ်ရည်နည်းနည်းချင်းထည့်သွားပေးလိုက်ပါပဲကိုအနှစ်ရတဲ့အထိကြိတ်ပေးသွားလိုက်ပဲနဲ့ရပြီဆိုရင်တက်တက်ဖယ်ထား မွေးငါးထဲမှာထည့်ချက်ဖို့ငါ့ကိုတော့ဘဒကူတာလို့ခေါ်တဲ့ငါ့ကိုသုံးတာပါလေဒီငါးကဒိုက်စော်ရီညှိနှံ့နေမနှံမဲနဲ့ငါအသားရဲ့အရသာကလည်းချိုချိုလေးမို့လို့သုံးပြခဲ့ပါလေမြန်မာနာမည်လေးအတိအကျသိရင် comment မှာရေးပေးခဲ့ပါရေးဆေးပြီးအပိုင်းကြီးကြီးတုံးမှုန်းထားတဲ့ငါးတွေကိုပြုတ်မဲ့ဦးတွေကိုထည့်စနွှဲမုံနဲ့ငံပြရေးဒါလေးကတော့မြန်မာပြည်ကပို့ပေးလိုက်တဲ့ထညက်အမှုန်ထညက်အတုံးရရင်လည်းနှစ်တုံးလောက်ထည့်မြေုပ်သီးကြောင်နှစ်တုံးလောက်ထည့်ပြီးတော့နေလိုက်ထုထောင်းပြီးစီးထားတဲ့ဇပလင်နှစ်ချောင်းလောက်ထည့်ရေမြုပ်အောင်ထည့်ပြီးနိုင်ဝက်လောက်ပြုတ်ထားပစ်လိုက်ပါ ငါးပြုတ်ရပြီဆိုရင်ငါးကိုဖယ်ထားပြီးအေးခံကျန်နေတဲ့ငါးပြုတ်ရည်တွေကိုတော့စကားနဲ့စစ်ပြီးတော့ဖယ်ထားလိုက်ဒီငါးပြုတ်ရတော့မဟင်းရအတွက်သုံးပါပါအေးခံထားတဲ့ငါးတွေကိုအသားကြီးပဲနှွင့်ထုတ်မယ်အရေကွန်နဲ့အရိုးတွေကိုဖယ်အသားတွေအားလုံးနှွင့်ပြီးသွားပြီဆိုရင်တော့စီတက်ဖို့ပြင်မယ်ကျက်သွန်ပြူနီချင်းနဲ့ဆပလင်တွေကိုခွန်နွာတာကျက်သွန်နီရောပပလီဂျင်းကိုတော့ထောင်းရလွယ်အောင်အတုံးလေးတွေလှီတာဇပလင်ကိုလည်းထောင်းရလွယ်အောင်ပပလီလှီမယ် အားလုံးရပြီဆိုရင်စီတက်ဖို့စထောင်းမယ်။ဇပလင်တွေထက်ညောင်းထောင်း။ညက်သွားပြီဆိုရင်ဂျင်းထက်ထက်။ဇပလင်နဲ့ဂျင်းအယောညက်သွားပြီဆိုရင်ဖယ်ထားလိုက်။ကျက်တုံပြူလည်းထောင်းမယ်။ညက်သွားပြီဆိုရင်ဖယ်ထားလိုက်။မိုးရင်အိုးတဲ့ကိုထည့်မယ်ကျက်ဥလည်းပြုတ်ထားပါမယ်။ဒီအားလုံးစင်းနေပြီးစီစားတတ်မယ်။စီမြမြလေးထည့်ပြီးတော့ကျက်တုံအနီတွေထည့်ကျော်လိုက်။ ကျစ်သူနီလေးတွေနုံးပြီဆိုရင်ဂျင်းနဲ့စပလင်ထောင်းထားတာထက်အနံလေးမွေးလာပြီဆိုရင်ထောင်းထားတဲ့ကျစ်သူကိုထက်တဲ့အားလုံးရောပြီးတော့စီနန္နာတက်ပေးလိုက်စနွင်းမော်ငြိုတိမုတ်ထက်တဲ့ငြိုတိမုတ်ကျက်သွားပြီဆိုရင်တော့ခုနကအသားကြီးပဲနှင်ထားတဲ့ငါးတွေကိုထည့်ပြီးစီးတက်မယ်ငြိုကောင်းမော်စာနံပြရည် အရန်ချောက်နေဆိုရင်ငါးပြုတ်ရည်လေးနည်းနဲ့ထက်အနံလေးမွှေးလာတဲ့အထိစီသက်ပေးလိုက်ရင်ရပါပြီ။ငပြောဟူလေအခွန်နှွားအချောင်းလေးတွေသီးပြီးတော့စားရည်ထဲမှာခဏစိန်ထားလိုက်။မြေပဲလုံးလေမညက်တညက်ထောင်းထားမယ်။ ဒါကဆန်လို့မဟုတ်အိမ်မှာချက်နေကြဆန်ကိုပဲလှော်ပြီးတော့ကြိတ်ထားတာပါရေလေးနဲ့စိမ်ထားလိုက်အလုံးစင်းနေဖြစ်ပြီဆိုရင်တော့မုံရင်းကြီးစက်ကဲမယ်ပိုးတလုံးနဲ့ကိုရေထက်ဂျင်းနဲ့ငါးပြုတ်ရေထက်ခုနကကြိတ်ထားတဲ့ပဲအနှစ်တွေထက်ငါးစီတက်ထားတာထက်မြေပဲလော်ထောင်းထားတာထက်ပြီးရင်တော့ဆန်လို့မဟုတ်ကိုရေနဲ့ဖြော်ထားတာကိုထက်အောက်ခြေကအိုးမကတ်သွားအောင်လို့မကြာခဏမှွေပေးရပါမယ်ပြီးရင်တော့ချစ်တုံဦး ပြုတ်ပြီးတော့လှီးထားတဲ့ကြက်ဥဒီမှာကဘဲဥကဈေးကြီးလို့ကြက်ဥကိုပဲတုံးတာပါလေရေးဆေးပြီးစစ်ထားတဲ့ငပြောဥတွေထက်ကြက်ဥအလုံးလိုက်တွေလည်းထက်တဲ့စာငပြရေးအဖုံးအုပ်ပြီးဟေးဆူလာတဲ့အထိတဲတာပေးလိုက် ရတာအပေါ့ငန်အတော်ပဲဆိုရင်နောက်ဆုံးမှာအနံ့လေးပုံမေးတော့ငရုတ်ကောင်းမှုထက်အနံ့လေးမွှေးနေတဲ့အိမ်ချက်မုံဟင်းရည်ကတော့အစင်သင့်ဖြစ်ပါပြီဒီမှာတုံးထားတဲ့ပဲကြော်လေးကလည်းအိမ်မှာပဲကြော်တာပါပဲကြော်ကြော်နီးလေးသိကျင်နေဆိုရင်တော့အရင်ကကြော်ပေးပြီးတဲ့ဗီဒီယို link လေးကိုအောက်က comment မှာထည့်ပေးထားပါမယ်ဝေါမြင်တာနဲ့ကိုအရန်ကိုစားကျင်နေပါပြီအနံ့လေးကလည်းမွှေးနေတာပဲချစ်တဲ့ငယ်ချင်းတို့စားပါဦးပဲကြော်ကျွတ်ကျွတ်လေးထက်တံမြိုင်လေးညှစ်ပြီးတော့စွဲပြီး ။အိုးအရန်ကိုစားလို့ကောင်းပါလေ။မိမိစိတ်ကြိုက်ချက်ထားတဲ့အိမ်ချက်အရာတလေးဆိုတော့ပို့ပြီးတော့စားလို့ကောင်းပါလေ။ချစ်တဲ့ငယ်ချင်းတွေလည်းလိုက်ချက်ကြည့်လိုက်တော့နော်။ကဲခုတော့စားပြီးပြီဆိုတော့ထုံးစံတိုင်းစေးကြောရေတုပ်ဝင်းနဲ့အုပ်